ိုးဒေတာနေမြင့်ရှင်လင်းကိစ္စကိုဆက်လက်ဆောင်ရွက်မယ့်အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်အထူးဒေတာ6ချက်မီနယ်တောင်ပိုင်းပိုးမြုံသားတမတော် PNA နေမြင့်အတွင်းမှာမိသည့်နေတိုင်းကြတဲ့ပိုးတိုင်းသားအပါဝင်ငင်းအောင်တိုင်းသားများအားလုံးဟာငင်းချမ်းချင်းကိုလိုလားကြတော့ကြောင့် နိုင်ငံရေးချုပ်ထွေးလာသည့်2021ခုနှစ်ကလေးကပြည်သူတွေဟာအားလုံးငင်းချစွာနေထိုင်သွားလာလှုပ်ရှားနေကြတာအားလုံးအသိပင်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ငင်းချနေတဲ့ဒေတာငင်းချခြင်းကိုလိုလားနေတဲ့ပြည်သူလူထုနစ်နာစေမဲ့နီးလန်းကိုဝိုးမြသားတမတော် PNA အနေနဲ့ရအောင်ခြောင်ချာခဲ့ပါတယ်နော်။သို့တော်လဲကျွန်တော်တို့2022ခုနှစ်ကနေပြီးတော့မှ2025 ခုနှစ်အထိဒီအကြမ်းဖက်တောင်းကျမ်းသူတွေဟာကျွန်တော်တို့အတိုင်းအတာဒီအပြန်လန်လေးစားမှု အပြန်လန်နားလည်မှုတွေကိုအလေးမထားပဲနဲ့ကျွန်တော်တို့ပိုးနယ်မြေတဲကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်ပိုးရိဒါဖြစ်တဲ့ပင်လောင်းမြို့နယ်လုံးပင်ကြအုပ်စုနမ်တုတ်ကြအုပ်စုနဲ့ငောင်ရွှေမြို့နယ်စံကားကြအုပ်စုဗန်းပင်ကြအုပ်စုစီဆိုင်မြို့နယ်တရလုံးနဲ့ဟိုပိုးမြို့နယ်စံဖူးကြအုပ်စုတို့မှာရှိတဲ့ပိုးပြည်သူတွေကိုသူတို့မောင်းထုတ်ခဲ့ကြပါတယ် ပိုးပြည်သူများရဲ့ပစ္စည်းဥစ္စာတွေကိုလည်းခိုးယူတယ်ဆောင်ကပိုးပြည်သူလူထုများရဲ့လူနေအိမ်တွေနဲ့တကွာဖုန်ကြီးကြောင်းတွေကိုလည်းသူတို့ကမီးချိုးဖျက်ဆီးခဲ့ကြပါတယ်ထို့အပြင်ကျွန်တော်တို့ပိုးပြည်သူလူထုနဲ့ရဟန်းတန်ဃာတွေကိုဂရဏီမျိုးသားကကွေတက်လို့ခေါ်ဝေါ်ထားတဲ့အကြမ်းဖက်တောင်းကျသူ KNDA တို့ကတတ်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်ပိုးမျိုးသားတမတော် PNA အဖွဲ့အစည်းဟာ ရန်သူမရှိမိษွေသားရှေ့ဆိုတဲ့မူကိုကင်ဆွဲထားပြီးတော့မှမိမိတို့ဒေတာတည်ငင် HR ကိစ္စတွေကိုနိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့မှတဆိုင်မှတ်မှတ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အကြမ်းမဲ့တောင်းကျမ်းသူတွေဟာပိုးဒေတာကိုဖျက်ဆီးလို့သောဆန္ဒဖြင့်အကြောင်းအမျိုးမျိုး ပြောပြီးတော့မှ ခေါင်းစဉ်အမျိုးမျိုးတက်ကပိုးဒေတာကိုဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်ဒါကြောင့်ပိုရိတလုံးချုံရေးအတွက်စီးရေးပညာရတွေကိုတိုးချက်ဆောင်ရွက်တင်ယူလေ့ကျင့်ခဲ့ရပါတယ်အခုချိန်ကနေစပြီးတော့မှပိုရိတမှာအကြမဲ့တောင်းကျမ်းသူများကင်းစင်ရေးအတွက်ပိုရိတထဲမှာကျူးကျော်တက်ဆွဲထားတဲ့အကြမဲ့တောင်းကျမ်းသူတွေကိုနှိမ်နင်းသွားမှာဖြစ်ပါတယ်ဇွန်လ9ရက်နေ့2025ခုနှစ်စည်းဆိုင်မြို့နယ်နောင်ကြောကြအုပ်စုနှင့်တောင်ချစ်ကြအုပ်စုမှရှိတဲ့ကြေးရွာရှိရွာကို စီဆိုင်မြို့နယ်စစ်ဒေသကနေဖျားဖြူဖက်ကိုယာယီပြောင်းရွှေ့နေထိုင် ကြဖို့စာထုတ်ထားတာလည်းရှိပါတယ်။ဒါကြောင့်စာထုတ်ရတာလဲဆိုရင်နောင်ကြောကြအုပ်စုတောင်ချစ်ကြအုပ်စုအစွန်ဘက်မှာရှိနေတဲ့ကြေးရွာတွေထဲမှာအကြမ်းမဲ့တောင်ကျန်းသူတွေဟာခိုအောင်နေရာယူနေထိုင်နေကြတဲ့အတွက်၎င်းကြေးရွာတွေမှာစီးပွားရေးဆက်ပြိုးရေးပညာရေးကျန်းမာရေးအကုန်လုံး ဲ့ဒီအရေးတွေကာတပေါင်းစုံအရေးတွေပြည်သူတွေကဆုံးချုံးနေတာ ဖြစ်ပါတယ်ဒီအကြမ်းမဲ့တောင်းကျမ်းသူတွေဟာပြည်သူများကို ကာပါယူပြီးတော့နေမီကျူးကျော်တက်ဆွဲထားတဲ့အတွက်ပိုးမျိုးသားတတ်မတော် PNE အနေနဲ့နေမီရှင်းလင်းရေးကိစ္စတွေကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါကြောင့်ပြည်သူများကိုမထိခိုက်စေလိုသောကြောင့်အဆိုပါနေရာဒေသမှာရှိနေတဲ့ပြည်သူတွေကိုယာယီပြောင်းရွှေ့နေထိုင်ကြဖို့စာထုတ်ပြန်ထားတာပဲဖြစ်ပါတယ် ယခင်2024ဇန်နဝါရီလဒုံးကတော့ဒီအကြမ်းမဲ့တောင်းကျမ်းသူတွေဟာစီစံမျိုးနဲ့အတွေ့အမှားရှိနေတဲ့ပြည်သူတွေကိုချင်းချောက်တဲ့ထုတ်ပြန်ချက်တွေနဲ့မောင်းထုတ်ခဲ့တာလဲတာရကတွေရှိခဲ့ပါတယ်အဲ့ဒါတွေကဇန်နဝါရီလ22ရက်နေ့2024ခုနှစ်မှာဒီအကြမ်းမဲ့တောင်းကျမ်းသူတွေဟာစီစံမျိုးနဲ့ပြည်တော်စုလက်မကြီးနေရာနဲ့စိုက်ခေါင် အနီးတဝက်မှာရှိတဲ့ပြည်သူလူထုတွေအားလုံးကိုသူတို့က သွာလာလှုပ်ရှားခြင်းမပြုကြဖို့သူတို့ကချင်းချောက်ပြီးတော့မှဇာထုတ်ထားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစာထဲမှာတောင်းယူတဝန်ခံတဲ့စာသားတွေလည်းတလုံးမှမပါခဲ့ပါဘူးဆိုလိုတာကပြည်သူလူထုကိုမသွာနဲ့မလာနဲ့လို့ရေးသားခဲ့ပေမဲ့ပြည်သူလူထုတွေမသွာမလာမဆိုင်မပြိုးအဲ့လိုနေမယ်ဆိုလို့ချင်းသူတို့အနေနဲ့ဘယ်လိုတောင်းယူပေးရမလဲဆိုတဲ့တောင်းယူတဝန်ခံမှုတွေလည်းမရှိဘူး ီးရင်သာဝနေကိစ္စအတွက်တို့စီစဉ်ပေးတယ်လည်းမရှိခဲ့ပါဘူးနော်အဲ့တော့ဒါရီဟာပြည်သူတွေကိုချင်းချောက်တဲ့ထုတ်ပြန်ချက်တွေဒါဖြစ်ခဲ့တာကိုကျွန်တော်တို့အားလုံးလည်းအသိပြီဖြစ်ပါတယ်အခုအဲ့ဒီအကြမဲ့တောင်းကျမ်းသူတွေဟာနောင်ကြောကြအုပ်စုနဲ့တောင်ချစ်ကြအုပ်စုအစုံဘက်တွေမှာခိုအောင်တတ်ဆွဲနေရယူထားကြပါတယ်ဒီအကြမဲ့တောင်းကျမ်းသူတွေရှိနေတဲ့ွေပြည်သူတွေများစွာဒုက္ခရောက်နေကြပါတယ်ဒါကြောင့်မို့လို့စီဆိုင်မြို့နဲ့စစ်တွေတမှာထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာပါဝင်နေတဲ့ကြေးရွာကပြည်သူလူထုများယာယီပြောင်းချွေပေးကြပါအကြမ်းမဲ့တောင်းကျမ်းသူတွေကိုနှိမ်နင်းပေးလေပြည်သူလူထုများအေးချမ်းစွာသွာလာလှုပ်ရှားနိုင်မှာဖြစ်ပါတယ်ပြည်သူလူထုများအလုံးပူပေါင်းပါဝင်မှုအကြမ်းမဲ့တောင်းကျမ်းသူတွေကိုအတူတကွနှိမ်နင်းသွားကြရန်စီဆိုင်မြို့နယ်စေတီတာခေါင်းဆောင်တွေကလည်းတိုက်တွန်းထားတယ်လို့သိရပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်